ကျွန်တော်တချင်းနေအောင်တောက်လျှောက်လုပ်နေလုံနေရောအခုတော့အဲ့တချင်းနေအောင်အိမ်မှာများလာတော့ထုတ်လိုက်တော့မယ်ဆိုပြီးအခွေကျွန်တော် ထုတ်လိုက်တယ်မတ်လာထုတ်လိုက်တယ်ပြီးတော့ခွေထုတ်ပြီးတော့ဟိုရှိုးလေးပါလေဆိုရင်ကောင်းမလားရင်းငွေဆိုရလဲစီစဉ်မယ်ဆိုလို့ကျွန်တော်အဲ့ပြန်ဆိုပြစ်တာပါ ကျွန်တော်အဲ professional ဟိုဟာကြီးစားပါတော့ကျွန်တော်အဲ့လိုမျိုးကျွန်တော်ငှားလို့ချင်းကျွန်တော် drum ပြီးရဲ့အဲ့တော့ကျွန်တော်တချို့ရှင်းကြတော့ကျွန်တော်မကြိုက်တဲ့ရှင်းလည်းကျွန်တော်တီးရပါတော့ကျွန်တော်မကြိုက်ရှင်းတော့မဟုတ်ပါဘူးဟိုအဲ့ပေါ့ပွင့်လင်းပြောတော့ similar လည်းတီးရပါဆိုတော့ဟို drum ဒီကယူထားတော့ဒါပေမဲ့အဲ့ရဒီကရမှာဒီဘက်မှာကျွန်တော်လိုချင်တဲ့ကျွန်တော်တို့လိုချင်တဲ့ဒီ underground music ကိုကျွန်တော်ပြန်လုပ်လို့ရဆိုတော့အဲ့လိုမျိုးပတ်စံရှာရတဲ့ပုံပါပဲအဲ့ကျွန်တော်အသက်ဟို14နှစ်မှာစပြီးကျွန်တော် drum စတီးရဲကျွန်တော် 25နှစ်မှာကျွန်တော်ရက်လိုက်တယ်ရက်ပြီးကျွန်တော်ကုမ္ပဏီဝန်ထမ်းပြောင်းလုပ်တယ် career change ပြီးတော့ဗောနပြီးတော့ဒါမဲ့ကျွန်တော် ban တော့တောက်လျှောက်ဆက်လုပ်တယ်အဲအဲကြားဝင်ဝင်နေဗောနအဲ့လိုမျိုးရက်ဒီမှာရမှာဟုတ်ကဲ့ကတက်စနေနေဆိုတော့တက်ငယ်ဒီ drama ရလို့ရှိပါလားရှိပါတယ် drama ရတော့ရှိပါတယ်ဟိုကလေဟိုအဲ့အချိန်ကတော့ဟိုဘယ်လိုခေါ်မလဲ online ခြေလည်းမဟုတ်တော့တိတ်လူတွေတတိမထားမိလို့ဖြစ်မယ်ကျွန်တော်နဲ့ရွယ်သူ drama လည်းအများကြီးရှိပါတယ်ဟုတ်အကွာတော့ဘာလို့ဝန်ထမ်းဘဝကျတော့ကျွန်တော်တို့က လမ်းသေးလို့နေလို့မရဘူးဝင်တန်းကျအဲဘယ်လိုခေါ်မလဲတချို့ဆိုအထက်ဖားအောက်ဖီးရရှိရတယ်အဲ့လိုပြီးကိုယ့်ရဲ့ဟို performance ကိုယူပြီးတော့မှာတချို့ဆိုလို့ရှိရင်သူကကိုယ်အထက်လူကြီးပါကိုယ် performance နဲ့သူကသူသူ့တက်လမ်းကိုပဲကိုယ် step box stone လို့တာရအများကြီးကြုံတော့ဗျာဒါပေမဲ့လုံးဝတော့ပဲမတက်နိုင်ကျွန်တော်ကလမ်းသေးပြီးတော့ကျွန်တော်ကမနေ့ပိုင်းရုံးတဲ့တော့ရုံး formal လို့ဝတ်တယ်လေကလုံးနဲ့ပစိုးနဲ့သွားတယ်အဲဟိုရုံးချိန်ပြီးတော့ချင်းကျိုးတွေကဝတ်ပြီးတော့အရက်ဆိုင်သွားပေါ့လမ်းသေးပေါ့နောက် club တွေကသွားအဲ့လိုမျိုးငွေရောအဲ့လို အစီအလေးတွေကဟိုကွာရှားသွားတယ်။ကွာတယ်အရန်ကွာတယ်။ဘာဆိုတော့ဟိုတကယ်စိတ်ကြီးကလမ်းသေးစိတ်ကြီးပေါ့။အဲ့တော့အဲ့ရုံးမှာလူတွေကိုဟိုကမင်္ဂလာပါဘာညာပြောနေကြပြင်မှန်းတာပေါ့နော်။အဲ့ပြီးတော့သူများခိုင်းတာလုံနေရတယ်လမ်းသေးလိုက်မှကြာကိုလုံချင်တာလုံရတယ်မတူအဲ့တော့ကျွန်တော်မှမနဲ့ဆိုရင်သူများခိုင်းတာလုံရတယ်စောင့်ဝင်နေရတဲ့ပေါ့ညဆိုတော့ကိုနေချင်လို့နေတယ်ဒါမနဲ့ဘလောက်မူပြဲမူပြဲမနဲ့ကြာရုံးပြတ်တက်လေကလုံးနဲ့မစိုးနဲ့ပဲအဲ့လိုအဲ့ရှင်မှာ FIFA 1 on 1ကိုကြာလို့မိတာအော်မမိပါဘူး FIFA 1 on 1ဒါရှော့လုံတယ်

တိုင်ကတော့ဒေါ်လျှောက်ပတ်နေတာငယ်တဲ့ဟိုចောင်းသားဘွားတွေကအဲ့လိုတိုင်ပတ်တာတော့မျိုးစုံပေါ့ဒါပေမဲ့တကယ်ဟိုခံစားရတဲ့ဟာကျတော့19 sorry 2019မှာစပြီးတော့အဲကျွန်တော်အဲ့လို relationship ကိစ္စတွေနောက်ပြီးတော့အင်းအင်းရောင်းလိုက်ရတဲ့ကိစ္စတွေပေါ့နော်နောက်ပြီးတော့ကျွန်တော်ကားကားတိုက်တယ်နောက်ပြီးတော့ကျွန်တော်အဖေဆုံးသွားတယ်အဲ့လိုမျိုးပေါ့တောက်လျှောက်ကဘယ်လိုခေါ်မလဲတနစ်မှာ3ခုလောက်လာအဲ ကျွန်တော်စဉ်းစားနော် live view ဘာလို့အဲ့လို fuck တဲ့ဖြစ်နေတာဒါပေမဲ့နေတိုင်းကောပဲပြန်စဉ်းစားငါတော့ fight နိုင်တော့ငါက somewhere ပဲပေါ့နော်ဒါတော့ fight နိုင်တော့ငါနောက်တဲ့နောက်ဆုံးကိုဟိုဟာပေါ့လမ်းပြပဲဗျာဖြစ်ဖြစ်နေတာဖြစ်ပေါ့ဒီကြက်လည်းဖြစ်ပြပါမှရှိတော့အဲ့တော့နောက်ဆုံးကျတော့တချင်းနဲ့မှပါသေးတယ်ပေးဆက်စရာကုံသွားရောဝေကျွေးဝေကျွေးဖြစ်ပေးဟိုဟာတင်းပိုက်စရာကြံနေသေးလဲပေးဆက်စရာကုံသွားရောဟိုဟာအသက်ပဲယူသွားလိုက်တော့ဝိညာဉ်ပဲယူသွားလိုက်တော့ကျွန်တော်ပဲ ခွန်ရတယ်တော့ဒီပါဒီပါတေးကိုပဲဝိညာဉ်နှုတ်ွားလိုက်တော့ဗျာကျွန်တော်တေးဆိုလည်းတေးလိုက်လို့ရအောင် live ပါအဲ့လိုဖြစ်အဲ့ကျင်းပါဘောရစိတ်ထိုင်ရတယ်တစ်နေ့မှာ3-4ချိန်တော့ဖြစ်နေတာဘယ်လို motivation လုပ်နေရလဲလုပ်ချင်တယ်သူက Alan Dale ရဲ့ဖြစ်ချင်တယ်အဲ့ဒီက motivation ဘယ်လိုလုပ်လဲကိုယ်ကပြေးတယ်စိတ်ထိုင်ရများတယ်တော့ဘယ်မှာ comment လေးပြောရတယ်ဖေးရတယ်ဆုံးသွားတယ်ဘောပါအများကြီးအင်းအားနဲ့ရောက်တယ်ဆုံးပြီးပြုံလာတော့အဲ့လိုဆိုအဲ့တော့ motivate ကကျွန်တော်မှာငယ်ရအဲ့ပြဿနာတစ်ခုရှိတယ်ကျွန်တော်ဘာလို့ဆိုတော့ ကျွန်တော်ရှုံးသွားကျွန်တော်အမြဲနိုင်တဲ့နီးတစ်ခုကျွန်တော်အမြဲစဉ်းစားဟာဒီနေရာမှာရှုံးသွားကျင်ဒီကောင်ကဘယ်လိုနိုင်အောင်ပြန်လုပ်မလဲဆိုတော့ oh sorry ဟိုလိုရန်ဖြစ်တာပြောမှာလေကျောင်းမှာလို့စာကိစ္စဖြစ်ဖြစ်တခုခုအဲ့လိုပြိုင်ပွဲမှာမှာကိုရှုံးသွားလို့ရှိရင်ဟုတ်တော့လောက်ရတိတော့ပြန်ဖြစ်ရောက်ပြန်ကျင်းတော့ငါဘာအားနည်းလဲကိုယ်ပြန်စဉ်းစားပြန်ငါဘယ်လိုပြန်ပြီးနိုင်အောင်လုပ်မလဲပေါ့နော်အဲ့တော့ကိုယ့်ကိုပဲ motivate ပြန်ပေးရပါသူများပြန် motivate ရောလဲကျွန်တော်တို့က तू နဲ့မတူဘူးလေကျွန်တော်လာ motivate ပေးကောင်းဟဲ့အမေမင်းစူးစမ်းမင်းစာနေတိုင်းကြံ့ရတော့ဖြစ်တယ် तू ကြက်တိုင်းကျွန်တော်ကကြက်လို့မမြင်အောင်အဲ့တော့ ကျွန်တော်ကျွန်တော်လည်းပြန်ပြီးတော့ကိုယ့်ကိုပြန်ဖြည့်ရှင်းအောင် live မှာပြင်လာအောင်ကိုယ့်ကိုကိုယ့်ကိုဖြည့်ရှင်းခဲ့တော့အခုချိန်မှာလည်းဘာဖြစ်ဖြစ်ကိုယ့်ကိုဖြည့်ရှင်းနိုင်မှာပါဘာလို့လဲကျွန်တော်အဖေဆုံးသွားတယ်ကျွန်တော်တော်တော်လုံးနေခဲ့အိမ်ရှောင်းနေရတယ်ဟုတ်ကြတော့ဘာမှမနေခဲ့ရတဲ့ live ပေါ့နော်အဲ့တော့အဲ့ဒီအားနေတော့ကျွန်တော်ဖြစ်ခဲ့တဲ့အကြောင်းကြီးထားတာ